ဒီလိုမျိုး print ရိုက်တယ်ချီရင်တော့ share လာနော် share လာတာ design ကတော့ share လာတာဒီလိုမျိုးပေါ်ပေါ်ပဲပဲတော့မဟုတ်ဘူးသူကဒီလိုမျိုးဟာမျိုးမှကော်ပိတ်ကတ်တယ်ကော်ပိတ်ကတ်တဲ့အချိန်မှာတစ်ခါတွန့်တယ်ဒါဒီ chain line တွေဒီလိုမျိုးကြီးတွန့်သွားတာမြင်ဖို့လည်း share တော့မကင်ဘူးနော်ကင်ထားရင်လည်းဒီထဲမှာတိတ်ရင်တိတ်ထားမှာဆိုတော့အဲ့လိုမျိုးမီးကျောက်တဲ့ပိတ်စာပေါ့နော်ကျောက်တဲ့ပိတ်စာမျိုးနဲ့ကြုံမှာဆိုးတဲ့အတွက်အထည်တစ်ခုတစ်ခုကို share တော့ကင်ပြီဆိုရင်သူ့ကိုမီးပူပြင်လုံးတက်ရတယ် နော်တပြင်းလုံးတိုက်တိုက်ပြီးတော့မှညက်တာလို့ပါလို့ချုပ်တာလို့လုပ်ရတယ်ဆိုတော့ဒီဟာလေးကိုဘာမှမလုပ်ခင်မှာသူ့ကိုဒီတောင်းနာလေးကနေပြော့ဒီလိုမျိုးတောင်းနာလေးကနေပြော့အရင်ဆုံးမိဘူးလေးတိုက်ကြည့်လိုက်ရေးလေးဖြန်းကြည့်လိုက်ကြုံသွားလားလို့နော်အဲစပန်တို့နောက်ပြီးတော့တချို့ဟာတွေဆိုပိဆလေးရလေကျုံသွားတာအတိတာတယ်တိလားတလောက်လောက်လေးပဲညက်ပြီးတော့သပွဲပေါ်တင်ကြည့်လိုက်တယ်နော်တင်ပြီးတော့မှရေဖြန်းလိုက်တယ်ကျူးရီဆိုပြီးကျုံသွားတာအဲ့လိုမျိုးတွေရှိတယ်ဆိုတော့အဲ့ဓာတွေကိုကျုံတာတက်တာအောင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကော်ပိတ်ကတ်လို့ရတယ် ကော်ပိတ်ကပ်လိုက်ရင်မကြုံတော့နော်ဆိုတော့အမကတော့ဗာပဲချုပ်ချုပ်ကော်ပိတ်ကပ်ပြီးမှပဲချုပ်ပေးတယ်ဒီစပန်တို့ဘာလို့ကြတော့ဆိုလွတ်လွတ်လပ်လပ်ဝတ်ချင်တာကိုနော်အဲ့လိုမျိုးဆိုရင်ချဲ၃လွာလို့၄လွာလို့ချုပ်မပေးဘူးနားလည်အောင်ပြောတယ်ထမင်ဝတ်ရင်မဝတ်ဘူးဆိုရင်ချိန်စကပ်ဖို့ချိန်စကပ်ကိုလည်းအမကသူ့ဟိုဗာလေအသားကြိတ်နော်အသားကြိတ်တွေတက်ပေးလိုက်တယ်ဆိုတော့ဒီမှာတခုညင်းစရာရှိတာကတချို့လူတွေကပေါ့နော် အာ ရေချခိုင်းတယ်။ရေချလို့ရတော့ရတယ်ဒါပေမဲ့ရေချလိုက်တဲ့ဆိုရင်ဒီဆေးကကျွတ်သွားလားမကျွတ်သွားလားဆိုတာရှိသေးတယ်။အမအမကတော့အမလက်ထဲမှာဒီလိုမျိုးရေချလိုက်လို့ဟိုအယောင်တွေကျွတ်သွားတာအယောင်တွေဆုံသွားတာမျိုးအဖြစ်မခံဘူး။ဆိုတော့ရေချခြင်းနဲ့ဆိုရင် customer ကိုသူ့ပါတာကိုသူရေချခိုင်းလိုက်တယ်။သူ့ပိတ်စားသူသူ့ပါတာသူတာဝန်ယူ။အမကတော့ဒီဘာပိတ်စားမှမသိဒီဆေးတွေကဘာဘာသုံးထားမှမသိပဲနဲ့အမရေမချပေးဘူး။ အထူးသဖြင့်ပြည်ရင်းကပိစားတွေပေါ့နော်ပြည်ရင်းပိစားတွေဆိုသူတို့အရင်အရင်တုန်းကတုံးတဲ့ဒီဆေးတွေကအရင်ကျွတ်တယ်ဆိုတော့အရင်ကျွတ်တော့သူတို့ဝါဆက်တွေရောင်းတဲ့အချိန်မှာအဲအမလည်းဖြစ်ပူရယ်တခွားရောင်ရယ်နောက်ပြီးတော့အရင်ရောင်ဖြစ်တဲ့အစိမ်းရောင်ရယ်နော်အစိမ်းပုတ်ပုတ်လေးအဲ့နှစ်ရောင်ကိုရောပြီးတော့မှဝါဆက်ချုပ်လိုက်တယ်နော်တခါပဲဝေ့ရတယ်အဲ့ဒီဟာလေးကဟာ သူရေချလိုက်တဲ့အချိန်မှာအသားရောက်မှလည်းအကုန်လုံးဆုံးသွားတယ်ဆိုတော့ဒါကပိတ်စာပြဿနာလေးနော်အမတို့ချုပ်တဲ့လူနဲ့မဆိုင်ဘူးဆိုတော့ဒီပိတ်စာအကြောင်းလေးကိုတီထားရဲဆိုရင်ဒီဆုံးတဲ့အချိန်မှာအာတီးလိုက်တယ်ဆိုရင် customer ကိုလည်းပြောနိုင်တယ်ဒီပိတ်စာရဲ့အယောင်ကပြဿနာပေါ့နော်ချုပ်ပြီးတော့မှတီးတာထက်မချုပ်ခင်မှာသူ့ကိုပြောပြောပြီးတော့မှသူ့ကိုကိုယ်တိုင်ရေချခံကြည့်လိုက်ကိုယ်တိုင်ကတော့တေးသေးလေးအရင်စမ်းကြည့်ပေါ့နော် ဆိုဒီပိဿအကြောင်းတွေကိုတေချာလေးရှင်းပြထားတာကိုသိချင်တယ်ဆိုရင်တော့မြန်မာထမင်းစကတ်အတန်းလေးရှိမယ်နောက်ပြီးတော့မြန်မာအင်ဂျီအတန်းလေးရှိမယ်အဲအခြေခံအတန်းနဲ့တန်းတွေကတန်းတက်တယ်ဆိုရင်ကိုပဲဒီပိဿအကြောင်းဗီဒီယိုကိုပေါ့နော်ကြည့်ခွင့်ရလိမ့်မယ်ဆိုတော့အဲအကြောင်းလေးသိချင်တယ်ဆိုရင်အမရဲ့ဒီနဲ့တန်းတွေကတန်းကိုလာပြီးတော့ join လို့ရပါတယ်